အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေလီတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုပုံကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်။အဲ့တော့ကျွန်တော်တို့ကခုနကကျွန်တော်တို့လက်ရှိဒီနေ့မနက်အစောပိုင်းမှာ Manchester United အသင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒါတင်ဒင်းတက်ခဲ့တယ်ဗောနော်။အဲ့ဒီတင်ဒင်းကတော့ကျွန်တော်တို့ထူးထူးဆန်းဆန်းတော့မဟုတ်ဘူးဗျ။ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့လာမယ့်ဒါကျွန်တော်ຫນွေရာဒီမှာတိုက်စင်မှုခေါ်ယူမယ်။ပထမတော့ဒါကျွန်တော်တယောက်လောက်ပဲကို Manchester United အသင်းအနေနဲ့ခေါ်ယူဖို့အတွက်ပြင်ဆင်ခဲ့ပေးမယ်။ လက်ရှိနောက်ဆုံးကြားရတဲ့တင်းနေရမန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်ကစားသမား၂ယောက်လောက်ထိကိုတိုက်စစ်မှုကိုခေါ်ယူသွားဖို့တော်ပြည့်စင်တယ်။တယောက်ကဒါကျွန်တော်လုံးဝ striker ဆစ်စစ်ပုံစံမျိုးခေါ်မယ်။နောက်တစ်ယောက်ကဒါကျွန်တော်တို့တောင်မန်ကောဒါကျွန်တော်တိုက်စစ်ကောကစားလို့ရတဲ့ပုံစံမျိုးကို United အသင်းနေနဲ့ခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေတယ်ပေါ့နော်အဲ့ဒါကလက်ရှိ United အခြေအနေအဲ့တော့ United အသင်းနေဒီကိစ္စနဲ့ပတ်သက်ပြီး Chris Wheeler ကသူ့ရဲ့သတင်းဌာနမှာဖော်ပြခဲ့တယ်အဲ့ဒီ Chris Wheeler ဖော်ပြခဲ့တဲ့အကြောင်းမှာကျွန်တော် level တစ်ခုရယုံလို့ရတယ်အဲ့တော့ကြီးရမ Chris Wheeler ဒီနားမှာရက်တန့်ခဲ့တာမဟုတ်ဘူး United အသင်းနေလာမယ့်နေရာဒီမှာတိုက်စစ်ပိုင်းအားတန်တဲ့ကစားသမား၂ယောက်မှာတစ်ယောက်ကတော့လက်ရှိမှာသူများအသင်းတွေထက်စာရင်အခုလက်ရှိမှာဒါကျွန်တော်တို့ပုတ်ကိုကြီးရရသဘောတူညီမှုကတော်တော်လေးကိုနီးစပ်လာပြီးဆိုတဲ့သတင်းအကြောင်းအရကိုလက်ရှိမှာ Manchester United အသင်းနဲ့ပတ်သက်ပြီး Chris Wheeler ကရေးခဲ့တယ်အဲ့ဒါကဘာကိုဆိုလိုချင်တာလဲ Chris next week လာအနေနဲ့လာမဲ့ဒါကျွန်တော်ညရာဒီမှာ Manchester United နဲ့ Liam Delap ကိုသူများအသင်းတွေထဲဆိုင် United ကခေါ်ယူဖို့အတွက်လက်ရှိမှာအခြေအနေဒီကောင်းနေတယ်ဆိုတဲ့သတင်းတွေကတော့ တောင်းတောင်းဖြားဖြားတက်လာလူလာပြီးဆိုတဲ့သတင်းတွေဖြစ်ပါတယ်အဲ့တော့လက်ရှိမှာ United အသင်းအနေနဲ့ Liam Delap ကိုဘယ်လိုမျိုးကျင်းစားနေလဲဒါကျွန်တော်တို့လွန်ခဲ့တဲ့ဒါရပ်ပိုင်းအတွင်းကလည်းကျွန်တော်တင်ဆက်ပေးခဲ့လို့ပါပဲ United အသင်းကအခုလက်ရှိမှာ Liam Delap ကိုတန်းဆင်းဖို့အတွက်တည်ကြနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့လာမယ့်နေရာဒီမှာဒီကစားသမားကိုစာချုပ်စာချုပ်ဖြတ်သိမ်းချေတန်း30ပေးပြီးတော့ခေါ်ယူသွားဖို့အတွက်ကြိုးစားသွားမှာအဲ့လက်ရှိမှာဒါကျွန်တော်ဒီကစားသမားကို Chelsea ကလည်းစိတ်ဝင်စားနေတယ် Tottenham Hotspur အသင်းကလည်းစိတ်ဝင်စားနေတယ်အာဆနယ်ကလည်းသူတို့အနေနဲ့ဈေးပေါ်ရတဲ့ကြောင့်မို့လို့ဒါစိတ်ဝင်စားမှုပြီးတော့ပြတယ်ဒါပေမဲ့ပြဿနာ ကြည့်မလို့လီဗာပူးကနဲ့အာစနယ်ကလွင်ကျန်တဲ့အသင်းတွေတော်များကစိတ်ဝင်စားတယ်။ဒါပြင်ကျွန်တော်အက်စတန်ဗလာအသင်းကလည်း market ratio ဒါတို့အသင်းမှာဆက်မနေခဲ့ဘူးဆိုရင်တော့လီယမ်ဒလော့ကိုတို့အနေနဲ့စိတ်ဝင်စားတယ်။အဲ့တော့စိတ်ဝင်စားတဲ့ကပ်ပြီးမှာပို့ဆိုးတာက Eastwich ကခုလက်ရှိမှာ tension ပို့အတွက်တည်ကြာနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ Eastwich အနေနဲ့ tension သွားပြီဆိုရင်ကစားသမားကိုချုပ်ထားလို့မရဘဲနဲ့စာချုပ်ဖြတ်သိမ်းချီတန်း30ပေးပြီးတော့ကစားသမားကိုခေါ်ပိုင်ခွင့်အသင်းတွေကရရှိမှာဖြစ်တယ်။အဲ့တော့လက်ရှိပြဿနာကအတ္တပဲ။အဲ့တော့လက်ရှိမှာ United အသင်းနဲ့ဒီနေရာမှာဒါကျွန်တော်သူများအသင်းတွေထဲဒါဆော့ပြီးတော့ဒါကျွန်တော်တို့ကစားသမားကိုပုတ်ကူရရရသဘောတူညီ မှုရဖို့အတွက်ဒါကျွန်တော်ရှေ့တစ်ပတ်ခရက်ကစားသမားရဲ့ agent အနေနဲ့တောက်လျှောက်တွေ့ဆုံဆွေးနွေးထားခဲ့တယ်။တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ United အသင်းနဲ့ဒါကျွန်တော်အပေါင်းလက္ခဏာဆောင်ခဲ့ပြီးကစားသမားကလည်း United လိုအသင်းမျိုးကိုပြောင်းကျင်တယ်။ဒါပေမဲ့ဒီနေ့မှာ obstacle ကြီးကြီးတခုရှိတယ်။ဒီနေ့မှာကျွန်တော်အဟန့်ဒါဒါကျွန်တော်အတားဆီးတော်တော်လေးကိုကြီးကြီးတခုရှိတယ်။အဲ့ဒါကဘာလဲလို့ကျွန်တော်မေးမယ်ဆိုရင်တော့ white line ကိစ္စပဲ United အသင်းကလက်ရှိမှာ Leon Delap ကိုပုတ်ကူရေးရသဘောတူညီမှုရထားပြီးပြီ။ဒါပေမဲ့ New Year ဒီအပြောင်းရွှေ့ဖွင့်တာနဲ့ဝယ်မယ်ဆိုရင်တော့မှ white line ကိုအသင်းကနေပတ်ထုတ်ပြီးမှဝယ်နိုင်မဲ့အကွက်ရှိတယ်။အဲ့တော့ပြောရင်တော့ Leon Delap ကလက်ရှိမှာ Zebo United အသင်းနဲ့ ည်းအခုလက်ရှိအခြေအနေတွေကကျွန်တော်ဒါမင်းများဆက်ဆက်တော့ကျွန်တော်အသင်းရဲ့အနေနဲ့ effort တောင်ထုတ်เสียမလို့ပဲနဲ့ခေါ်လိုက်ရတဲ့ကစားသမားဖြစ်တယ်ဒါပေမဲ့ငွေကြေးရလေ United က Euro တန်းပေါင်တန်း30ဆိုသူတို့တက်ကဘာမှရှိတာမဟုတ်နောက်ဆုံး United United အပြစ်နာကလက်ရှိမှာ United သင်က white land ရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ကဒီကစားသမားကိုလွယ်လွယ်ကူကူနဲ့ခေါ်ယူလို့မရနိုင်တဲ့ပြဿနာတော်တော်လေးကိုစိုးတဲ့အနေထားမှာရှိအဲ့တော့ white land ကိုဘယ်လိုလုပ်ဖို့ရှိလဲ white land ကိုလက်ရှိမှာဒါကျွန်တော် Italy Serie A club ကနေစိတ်ဝင်စားနေတယ်ဒါပေမဲ့ကျွန်တော်သူ့ရဲ့ Meeking club တစ်ချိန်ကဖြစ်ခဲ့တယ်ဒါကြားရတဲ့တ တင်းတွေအရာဆိုရင်တော့ဒါကြားတဲ့ကြားသိရတဲ့ဒါကျွန်တော်အခြေအနေတွေအရာဆိုတော့အဖြေကဖြစ်ရှင်းလေး white line ကိုလက်ရှိမှာ atlanta ကပို့ပြီးတော့ပြန်လိုချင်တယ်သူတို့ရဲ့ကစားသမားသူတို့ဒီမှာဒါကျွန်တော်တို့ လာမယ့်ရာသီမှာလည်းဒါကျွန်တော်တို့အတ္တလန်တာကသူတို့ရဲ့အဓိကတိုက်စင်မှုဖြစ်တဲ့အာရမလုကမန်ကနေပြီးအသင်းကနေထွက်သွားတော့မှဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါကျွန်တော်အတ္တလန်တာကနေပြီးသူတို့ကစားသမားကိုသူတို့ပြန်ခေါ်ခြင်းနဲ့ဆွဲတဲ့တဲ့အဲ့တော့ဒါပေမဲ့လက်ရှိမှာ United တို့ Indians တို့ကလဲတယ် United တင်းနေလက်ရှိမှာ White Land ကသူတို့အသင်းကထွက်သွားရင်ပြန်ကောင်းလာနိုင်တဲ့အခြေအနေတွေအများကြီးရှိတယ်သူတို့အနေနဲ့ယူဆတာလက်ရှိမှာ United က White Land မကောင်းတာက United ကြောင့်လို့ Indians တို့အုပ်စုနဲ့ဖြစ်ဖြစ်နဲ့ခံစားလာခဲ့ပြီအဲ့တော့ White Land ကိုလက်ရှိမှာသူတို့ကဘာလုပ်ဖို့ရှိလဲဆို Chris Wheeler ရေးထားပုံအရဆိုရင်တော့ White Land ကို အငားချထားနိုင်တဲ့ possible ဖြစ်နေလက်ရှိတာကျွန်တော်နောက်ဆုံးဖတ်ရတဲ့ source တစ်ခုမှာဆိုတိတိကျကျလေးရေးထားတာကဘာလဲဆိုတော့ white land ကိုလက်ရှိမှာဒါကျွန်တော် arsenal ကဆာလီဘာကိုလှုပ်ခဲ့တယ်လို့ပုံစံမျိုးဒါကျွန်တော်တို့လက်ရှိဒါ manchester united တင်တဲ့ white land ကိုအငားချသွားဖို့အတွက်ပြင်ဆင်သွားမယ်ဆိုတဲ့ကောလာဟာလာဆန်ဆန်တရင်ထွက်လာအဲ့တော့တနစ်မဟုတ်ဘူး နှစ်နှစ်သုံးနှစ်လောက်အငှားပစ်ချသွားမှာရှင်းရှင်းလေးဘာကျွန်တော်ကဒီကစားသမားလုံးဝလက်မကြည့်ပဲပစ်ထားလိုက်မယ်ဒီကစားသမားနေကွနာကောင်းရင်ကောင်းအခုလက်ရှိမမတ်ရဆာလီဘာမမီလာဆာလီဘာနေကျွန်တော်တို့ဒါပြင်တစ်ကကလပ်နှစ်ခုဒါကျွန်တော်တို့နီးစ်နဲ့ဒါလိုင်လီနဲ့တင်နှစ်နှစ်ဘုဆိုအေးမလိုင်လီဘုနီးစ်နဲ့မာစိန်းနဲ့နှစ်နှစ်ငယ်ကိုဆော့ခဲ့တယ်နှစ်နှစ်ရလုံးမှာဒါကျွန်တော်ခြေစွမ်းပြခဲ့ပြီဒါကျွန်တော်တို့ အာစနယ်တည်းလည်းပြောင်းကိုလုံးဝကိုဒါ impact ဘောကစားဖြစ်တော့ white line ကိုလည်းလက်ရှိမှာ united အသင်းကအဲ့လိုမျိုးကျန်စေဘာလို့ဆိုတော့သူတို့နေတာ indians အုပ်စုနေနဲ့ white line ကို lost ဖြစ်သွားတာတဲ့ဆိုင်သူတို့နေတဲ့ဒီကစားသမားစီကနေပြီးတော့တခုခုမှဗျာနောက်ဆုံးဗျာငါငါထွက်နေနဲ့ဆောင်ရန်ကောင်းသွားလို့ရှိရင်တော်တော်လေးကိုကြိုက်စေရသွားတဲ့နေထားလည်းရှိတယ်အဲ့တော့ပြောချင်တာက united အသင်းနေနဲ့အဖြေကရှင်းရှင်းလေး white line ကိုအပြီးသက်ရောင်းချရတဲ့ arsenal စာလီပေါက်ကို handle လုပ်ခဲ့တယ်လို့ပုံစံမျိုးသူတို့နေနဲ့လှုပ်ချင်တာအဲ့တော့လက်ရှိအနေထားကဒီတိုင်းပဲဘာမှတော့သိပ်ပြီးပြောင်းလဲမှုရှိဘူးဒီတိုင်းပဲသွားဖို့ရှိတယ်ပေါ့နော်အဲ့တော့ united အသင်းနဲ့ဒီနေရာမှာ ါရီလန်းကိုဒီလိုမျိုး treat လုပ်ပြီးမှသာဒါကျွန်တော်တို့ Liam Delap ကိုခေါ်ဖို့ရှိတယ်။ Liam Delap နဲ့ပတ်သက်ပြီး Manchester United ကလည်းလုံးဝ ready ပဲပုံကိုကြီးကသဘောတူညီမှုယူထားမယ်။ Wildland အသင်းကကြောင်းတယ်ဆိုရင်လည်းတို့အနေနဲ့စာချုပ်ဖြတ်သိမ်းချက်30ပေးပြီးဘုံကနေခေါ်ပြလိုက်မယ်။ဒီလိုပုံစံမျိုးတို့ကသွားဖို့ရှိတယ်ပေါ့နော်။အဓိကဒီလိုပုံစံမျိုး signature ရှိတယ်။ဒါပေမဲ့လက်ရှိမှာ United ကဒီနားမှာတရက်တက်နေမှာမဟုတ်ဘဲနဲ့အခုလက်ရှိစာချုပ်ဖြတ်သိမ်းချက်ရှိတဲ့နောက်တစ်ယောက်ဖြစ်နေတဲ့ Matthews Corner ကိုလည်းလာမယ့် New Year ဒီမှာခေါ်ယူဖို့အတွက်ပြင်ဆင်သွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။လက်ရှိမှာ Matthews Corner မှာလည်းဒါကျွန်တော်တို့ Liam Delap အတိုင်းပဲစာချုပ်ဖြတ်သိမ်းချက် ြေပေါင်တန်း60ရှိတယ်လို့သတင်းတွေကြားရတယ်တမပါတယ်ဒီပေါင်တန်း60ပြေးပြီးတော့ကျွန်တော်တို့ဒါကျွန်တော် Matthews Corner ကိုလာမယ့်နေရာဒီမှာခေါ်လို့ရတယ် Matthews Corner ကလက်ရှိမှာပုတ်ကူရေးရာကြီးဒါကျွန်တော်တို့ Manchester United သင်းနဲ့စကားမပြောရသေးပေမဲ့ Matthews Corner ကလွန်ခဲ့တဲ့နှစ်ဒီကရက်ကသူ့အနေနဲ့ Manchester United ကိုပြောင်းရွှေ့ခြင်းကြောင့်ခဏခဏထုတ်ဖော်ပြီးပြောရွှေ့နေရှိတယ်သူတွေကကျွန်တော်တို့ interview တွေမှာလည်းဒါ Manchester United နဲ့ပတ်သက်လာရင်သူ့အနေနဲ့မငင်းမဲနဲ့ UC ဆိုပြီးခဏခဏပြောတာတွေးမိလိမ့်မယ်မနစ်ကဒီကိစ္စနဲ့ပတ်သက်ပြီး Wolves နဲ့အကြီးကျယ်ပွဲဖြစ်ခဲ့ပြီးဒါကျွန်တော် Wolves ပြည်သက်တွေနဲ့ကြားထဲမှာတော်တော်လေးဥဒါကျွန်တော်အခွာပြဲတွေ ဖြစ်ခဲ့တဲ့တရင်တွေကိုလည်းမှတ်မိကြလိမ့်မယ်အဲ့တော့လက်ရှိမှာ Matthews ကျွန်တော်တို့ခေါ်နာပေါ့နော် Matthews ခေါ်နာ ਨੇ ပတ်သက်ပြီးလက်ရှိအခြေအနေတွေရလက်ရှိအခြေအနေတွားနေတဲ့ပုံစံရ United ကခေါ်ခြင်းနဲ့ဆိုရင်တော့သူ့ရဲ့ attitude problem ကထင်တာတက်အများကြီးအများကြီးအများကြီးပို့ပြီးတော့ ကြီးမားနိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတော့ United နဲ့ Matthews ခေါ်တာကိုခေါ်ကြတယ်ခုနကလီယမ်တလော့ကလုံးဝစဉ်းစားမှာ Learning Devil ဈေးလဲပေါ်တယ်ကစားသမားရဲ့လုခလာစာကလည်းကျွန်တော်လက်ရှိအခြေအနေတွေကဈေးအနေအထားရတော့တော်တော်လေးကိုဈေးပေါ်မဲ့နေတာတည်းမှာရှိတဲ့အတွက်ကြောင့်မလို့ဘာမှသိပ်ပြီးတော့ခက်ခက်ခဲခဲမရှိဘူးဒါပေမဲ့ Matthews ခေါ်တာကခက်ခဲနေတယ်ခေါ်တာကိုလက်ရှိမှာ Tottenham Hotspur တင်းကလည်းစိတ်ဝင်စားနေတယ်စာချုပ်ပြတ်တင်းကြီးရှိတဲ့အတွက်ကြောင့်ကစားသမားရဲ့ပုံကူရေးရရသဘောတူညီမှုကိုပဲအဓိကထားပြီးတော့လူမာဖြစ်တယ်အော်ဒီနေ့တော့မှအသင်းတွေနေတဲ့ဒီယာကိုဘယ်လို approach လုပ်မလဲလီယမ်တလော့ကတော့တအားလွယ်မဲ့နေထားမှရှိတယ်လီယမ်တလော့ကအလွယ်ဆုံး ဆုံးကစားသမားတွေတယောက်တည်းမှာပါဖို့နေထားမှရှိတယ်။သို့ပေမဲ့တော့ညာလဲ Matthews Corner ကဒါကျွန်တော်ပို့ပြီးနေရာဆုံးဆော့နေလက်ရှိမှာ United တင်းတဲ့ profile ပို့ကြတယ်။ဒါပေမဲ့ United တင်းက Matthews Corner ကိုတိုက်စစ်မှုဆိုရတဲ့ Center Forward ဆန်ဆာ Right Wing ဆန်ဆာတုံးမှုရှိတယ်။အဲ့တော့ဒူတော်မြတ်ဒီညာအမှတ်မှာ United ကတိုက်စစ်မှုနှစ်ယောက်ဘာလို့ခေါ်မှန်း Zigzag ရှိတယ်။မဟုတ်ဘူး Zigzag ရောဒါကျွန်တော် White Line ကတိုက်စစ်မှုဆက်ဆက်စားမယ်။ Matthews Corner ကလိုအပ်လိုအပ်လို့အကယ်၍လိုအပ်ရင်တို့အနေနဲ့ Bruno Fernandes နေရာမှာတော့မှ Matthews Corner က Win ဆော့ပြီးနေတဲ့ကြောင့်မို့ဒါကျွန်တော်ပြောရမယ်ဆိုတော့ United တင်းမှာလက်ရှိမှာ Joker လို့ကစားသမားမရှိတာတော်တော်လေးကိုကြာပြီ။ဒီလိုကစားသမား မ်မျိုးကို United ကတော်တော်လေးကိုသဘောကျအင်းဒီယိုဆိုအနေနဲ့လီယာဆုံကစားနိုင်တဲ့ကစားသမားကိုပို့ပြီးတော့ favor ပေးဖို့ရှိအဲ့တော့ United အသင်းနဲ့လာမယ့်နွေရာသီမှာတော်တော်လေးကိုအခြေအနေကောင်းနေပြီဒီကစားသမားနှစ်ယောက်ကိုတော့ခေါ်ယူသွားဖို့တော့ပြင်ဆင်သွားမယ်ဆိုတဲ့တဲ့တွေပါထပ်ပေါ်နေတဲ့လူကြောင်းရင်းနဲ့ပဲကျွန်တော်ဒီနားမှာနားကိုပြပအောင်ဘောလုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ DB4E တို့မှာကျွေးလို့ဆိုတော့ပအောင်ကူညီလို့ရပါတယ်ဗျ ။များများလေးလည်းကလပ်ဖို့မမေ့ကြပါနဲ့ဦး။အောက်ကကွန်မန်တီထဲမှာလည်း Youth Sport Media 3.0နဲ့ DB4E ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလပ်ဖို့မမေ့ကြပါနဲ့ဦး။များများကလပ်မှများများနိုင်ဖြစ်ပါတယ်။အားလုံးပဲကြိုးတင်ပါတယ်။ကောင်းမွန်သောနေ့တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ပြောရင်းနဲ့ပဲကျွန်တော်တို့ကမြန်မာနှစ်သစ်ကွယ်နောက်ဆုံးရက်မှာလည်းဘေးမသိရမခပဲတကြံရေလေးတွေစော်ပြီးတော့ဖြတ်တန်းနိုင်ပါစေကျွန်တော်ဒီနေရာကနေစုတူငောင်းတောင်းပေးလိုက်ပါတယ်။လက်ရှိမှာတော့ background ကတော့အရင်မလှဘူး။အတန်နေတဲ့အရင်မကောင်းဆိုကျွန်တော်လက်ရှိခီးသွားနေတဲ့အကြောင်းမူဒါကျွန်တော်တို့ ဗီဒီယိုလေးကိုတက်ဆက်ပေးတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့မှကျွန်တော်နောက်မှ AAC တွေ့ကြတာပေါ့ဒေးပါဗျာ